ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ ကိုတက်သမ၄မှတ်ကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်သမ၅မှတ်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစည်းမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။နိုမာလာ၄ရက်အင်္ဂါနေ့ညဘက်မြစည်းမရေရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9:00နိုင်ကနေ9:00ခွဲထိစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ဆိုင်းခမ်းပါ။ဒီကနေ့ညနားဆင်ရမယ့်အစီအစဉ်တွေကတော့ ွေဦးတော်လိုင်းအိမ်မှာဆန္ဒပြဖြိုခွင်းမှုကိုတားဆီးတာကြောင့်ဖမ်းဆီးခံရဘူးတဲ့မိုးကုတ်ရေဘူးစရာတော်ပြန်လုံတော်မူတဲ့တဲ့နဲ့အတူစစ်ကော်မရှင်ကိုလူမှုကွန်ရက်မှာဝေမန်သူ2000ဒီပါဖမ်းဆီးခံခဲ့ရတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနှာစင်ရမှာပါသတင်းတွေပြီးမှာတော့ key to heart ကျမ်းမာရေးစီစဉ်ကိုနှာစင်ရဖို့ရှိပါတယ်ခင်ဗျာ thank you မင်္ဂလာပါရှင်ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမကျူချမ်းပါအာနာသိန်းစေအုပ်စုကိုလူမှုကွန်ရက်ပေါ်မှာရေးသားမှုကြောင့်နိုင်ငံတော်ဝန်ပြည်သူ1993ယောက်ဖမ်းဆီးခံထားရတယ်လို့သူတေသနာအဖွဲ့တခုဖြစ်တဲ့ Data for မြန်မာကထုတ်ပြန်ထားပါတယ်မနေ့ကနိုဝင်ဘာ3ရက်နေ့ကထုတ်ပြန်တာဖြစ်ပြီးတော့2022ခုနှစ် February လကစပြီးအခုနှစ်အောက်တိုဘာလကုန်အထိ၄နှစ်နီးပါးမှာကောက်ယူထားတဲ့စစ်တမ်းဖြစ်တယ်လို့ဆိုပါတယ်ဒီလိုဖမ်းဆီးခံရတဲ့သူတွေထံမှာရန်ကုန်တိုင်းက499ယောက် မန္တလေးတိုင်းက458ရောက်ပဲခူးတိုင်းက258ရောက်အေရော်ရီတိုင်းက125ရောက်မကွေးတိုင်းက122ရောက်နဲ့ရှမ်းပြည်နယ်က111ရောက်တို့ရှိပြီးစုစုပေါင်း1583ရောက်အထိရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်ဒါပြင်စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာစန့်ကျင်ဝေဖန်ရေးသားမှုတွေကြောင့်ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးခံရသူဟာပြီးခဲ့တဲ့အောက်တိုဘာလတည်းမှာ25ရောက်ရှိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ29ရက်နေ့ကရွေးကောက်ပွဲကကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးတော့အဲ့ဒီဥပဒေနဲ့3လအတွင်းမှာလူပေါင်း60နီးပါးကိုဖမ်းဆီးအရေးယူထားတယ်လို့စစ်ကောင်စီအရသိရပါဗျ။အောက်တိုဘာလ31ရက်နေ့မှာရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကဒီလိုမျိုးတရားဝင် ပြောဆိုထားတယ်လို့နိုဝင်ဘာ1ရက်ထုတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာရီမှာဖော်ပြထားတာပါ။ ောက်တိုဘာလ29ရက်နေ့အထိအမှုပေါင်း40မှာအမျိုးသား83ယောက်နဲ့အမျိုးသမီး9ယောက်စုစုပေါင်း88ယောက်ကိုဆေးဥစုရဲ့ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုပ်ဆောင်မှုတွေဝါရဖြတ်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးတော့ဆက်လက်အရေးယူသွားဖို့လိုတယ်လို့ဆိုပါတယ်အနာသိန်းစစ်တပ်ကအဲ့ဒီဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာရွေးကောက်ပွဲအပေါ်ဝေဖန်ရေးသားပြောဆိုသူတွေနဲ့သူတို့ရဲ့ post ကို react ပေးတဲ့သူတွေကိုပါဇက်တိုက်ဖမ်းဆီးလာနေတာပါ စစ်ကောမရှင်ကကျမ်းပမဲ့ရွှေကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာ၂၈ရက်နေ့မှာမြို့နယ်တရား၂မြို့နယ်အပိုင်း၂ကိုတော့၂၀၂၆ခုနှစ်ဇန်နဝါရီ၁၇ရက်နေ့မှာမြို့နယ်တရားမှာပြုလုပ်မှာဖြစ်တယ်လို့စစ်တပ်လက်အောက်ခံပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။ စစ်တပ်အာဏာသိမ်းစကာလမှာဆန္ဒပြသူတွေကိုအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့စစ်အုပ်စုကိုဝင်ရောက်တားဆီးလာကြောင်းဖမ်းဆီးခံခဲ့ရတဲ့ရေဘူးဆရာတော်ဦးကိန်နာဟာနိုဝင်ဘာလ3ရက်နေ့ညနေပိုင်းမှာမိုးကုံမြို့မှာပြန်လည်တော်မူသွားခဲ့တယ်လို့ဤဆက်သူတွေစီကတရားဝါတယ်မိုးကုံမြို့ရေဘူးရက်ကွက်ကရေဘူးကျောင်းတိုင်ဆရာတော်ဟာ2021ခုနှစ်မတ်လ17ရက်နေ့မှာဖမ်းဆီးခံခဲ့ရပြီးဧပြီလ9ရက်နေ့မှာပုံမှန်905ကာကြီးနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခံခဲ့ရတာပါ 2021ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာလွန်ငိမ့်တဲ့ထောင်ကနေပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်နေမည်မတည်ငြိမ်မှုတွေကြောင့်တိမ်ရှောင်ခဲ့ရပါတယ်။အဲဒီနောက်လက်ရှိနေထိုင်ရာအကြောင်းကို2024ခုနှစ်ဒီဇင်ဘာလကစတင်လို့ပြန်လည်ရောက်ရှိတဲ့တွင်၃ချိန်မှာအုံနောက်အာယုံကျော်နဲ့တက်ဆိုင်တဲ့ယောဂါကိုပြင်းထန်စွာခံစားလာရတာလို့ဆရာတော်နဲ့နှိစက်တဲ့ဒေသခံတူကပြောပါတယ်။ ဆရာတော်ကြီးကပြီးခဲ့တဲ့နှစ်ဆန္ဒလပိုင်းကလေးကအဲ့ရတဲ့လဲနေတာဘလို့မှမထနိုင်တော့ဘူး brain tumor လို့ပုံစံမျိုးပဲရုပ်ကလက်ကတော့အခုထိကြောင်းမှာပါပဲဆရာတော်ဇာပတာနဲ့ပတ်သက်ပြီးတိုင်ပင်နေတော့မှာလို့ရေဘူးဆရာတော်နဲ့နေဆက်သူတူကပြောပါတယ်ရေဘူးဆရာတော်ဟာပြန်လည်တော်မူချိန်မှာတတ်တော်55နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ် ြန်လုံတော်မူခဲ့တဲ့ရေဘူးဆရာတော်ဟာအစဉ်တစိုက်ပြည်သူလူထုဘက်မှရက်တည်ခဲ့တဲ့အပြင်ဒေသခံကလေးတွေအတွက်လည်းအခမဲ့စာတင်ကြောင်းဖွင့်လှစ်ပေးတာပရိုက်တာလုပ်ငန်းတွေလှုပ်ဆောင်ပေးခဲ့တာတွေကြောင့်ဆရာတော်ပြန်လုံတော်မူခဲ့တာဟာကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ဆရာတော်နဲ့နှိစက်သူတွေကပြောပါတယ်။ရေဘူးဆရာတော်ဟာ2000ခွန်ရွှေဝါရောင်တော်လိုင်းမှာလဲထဲထဲဝဝပါဝင်ခဲ့သူဖြစ်တဲ့အပြင်မိုးကုံမြို့မုံအင်းမှာကြောက်မြက်အတင်းယုံဆောက်လုပ်မှုနဲ့ပတ်သက်လို့ဒေသခံတွေနဲ့အတူကန့်ကွက်မှုမှာလဲပါဝင်ခဲ့ပူပါတယ်။ ဒါပြင်2015ခုနှစ်မှာလည်းရေဘူးကျောင်းတိုးချဲ့ဖို့မြေညှိရှင်းလင်းရာမှာတရားမဝင်ကြောက်မြက်တူဖော်တယ်လို့ဆိုပြီးကြောက်မြက်ဌာနကအမှုဖွင့်ခဲ့သလိုကျောင်းဝင်တွင်ကျောင်းဆောက်လုပ်ဖို့ဝယ်ယူစုဆောင်ထားတဲ့တစ်တွေနဲ့ပတ်သက်ပြီးတစ်တော်ဌာနကတစ်တော်ဥပဒေပုံမှန်နဲ့အမှုဖွင့်တရားစွဲဆိုခြင်းခံခဲ့ရကအဲ့ဒီအမှုတွေနဲ့အိုးဖို့အချင်းထောင်မှာတစ်နှစ်ခန့်အချင်းကြခံခဲ့ရပူပါတယ်ခင်ဗျာ မကွေးတိုင်းပခုတ်ကူမြို့လျင်ကွင်းအနီးမှာကုန်ကားတွေစီကနေငွေကြေးတောင်းခံနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်ရဲတပ်သားတွေတိုက်ခိုက်ခံရပြီးတော့ရဲတပ်သား၂ယောက်သေဆုံးခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့စီကနေသိရပါဗျာ။နိုဝင်ဘာ၁ရက်မနက်9နာရီလောက်မှာသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ကိုဝင်ဆောင်ရဲမေအမျိုးသမီးတစ်ယောက်ကိုပါဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျာ။ တရားဝင်ပတ်စံကောက်တဲ့နေရာမဟုတ်ပဲတောက်ဖို့စားဖို့ရှာနေကြတာပါတရင်ရတာကြောင့်စစ်ကောင်မရှင်ယူနီဖောင်းမှုစစ်သားဟန်ဆောင်ပြီးတွားပစ်ခဲ့တာပါရဲတပ်သား၂ယောက်တည်တယ်လို့ WSO တပ်ဖွဲ့တာဝန်ရှိသူကမစ္စမကူပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွက်မှာ MA1 တနက်တလက်နဲ့ဆိုင်ကယ်တစီသိမ်းဆရာရှိခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အခင်းဖြစ်ပွားတဲ့နေရာနဲ့မီတာ200လောက်အကွာမှာရှိတဲ့စစ်တပ်ကင်းစခန်းကနေပစ်ကူပေးတာ ပခုတ်ကူမျိုးပေါ်ကစစ်ကား၁၀စီးရောက်ရှိလာပြီးတော့တည်ဆုံရဲတပ်ဖွဲ့ဝင်အလောင်းတွေကိုကောက်ယူသွားတယ်လို့သိရပါတယ်။အဲ့ဒီပြစ်စင်အတွက်မှာဖန်စီယာမိခဲ့တဲ့ရဲမေဟာကိုမင်ဆောင်၅လရှိနေပြီဖြစ်တဲ့အတွက်လိုအပ်တဲ့စစ်ဆေးပေးပြန်မှုတွေပြုလုပ်ပြီးတဲ့နောက်ပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါရရှင်။မြစီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိအ мян ဆုံးလွှတ်ပေးဖို့စာရေးသားတောင်းဆိုခဲ့ပါတယ်။ဒါအပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံရတဲ့ဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေရိုးရွင်းလာမှုနဲ့တင်းလျော်တဲ့ကျမ်းမာရေးဆောက်ရှောက်မှုခံယူဖို့အခက်အခဲကြုံနေရတာကိုတားဖြစ်သူကိုထိန်လင်းကပြောပြလို့သိရတဲ့အတွက်အလွန်ဆိုးရိမ်မိတယ်လို့ပြင်သစ်သမ္မတကစာမရေးသားထားပါတယ်။ ြင်သက်သမရကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်စီကိုလိမ့်မူပြီးတော့ရေးထားတဲ့စာကိုပြင်သက်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြန်မာအတွက်အထူးကိုယ်စားလှယ် Mr. Christian Lashovy ကတဆင့်ဒေါန်ဆန်းစုကြည်ရဲ့တာကိုထိန်လင်းခေါ် Cameras စီကိုပေးပို့ခဲ့တာဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာ1ရက်နေ့ရက်စွဲတက်ထားတဲ့အရိစာဟာအခုနှစ်ပိုင်းမှာကမ္ဘာထိပ်တန်ခေါင်းဆောင်တစ်ယောက်ကဒုံဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပြန်လည်လွတ်မြောက်ရေးအတွက်အလေးထားတောင်းဆိုခဲ့တဲ့စာဖြစ်ပါတယ်။ ကိုထိန်လင်းကလည်းပြင်သစ်နိုင်ငံရဲ့တနာကယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပိသားရာတွေအတွက်ကျွန်တော်လှိုင်းလှိုင်းလဲလဲခံစားရပါတယ်။ဒါဟာအမှန်တရားငြင်းချက်ရေးနဲ့လွတ်မြောက်ရေးတွေကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတော့ကဘာတဝန်းကလူတွေကိုအတိပေးလိုက်တဲ့စိတ်ရင်းဆိုင်ရာခေါင်းဆောင်မှုတရားဖြစ်တယ်လို့យေတာထားပါတယ်။အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုံနှောင်တဲမှာစမ်းမရည်မကောင်းတော့ပါဘူးမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတလျှောက်စူးစမ်းဆောင်ရွက်ခဲ့တဲ့သူဖြစ်တဲ့ မေမေလွတ်မြောက်တာကလူ့အခွင့်အရေးနဲ့လူ့ကုန်သိက္ခာအတွက်သာမကပဲမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်လို့သူကရေးသားထားတာပါပြင်သစ်သမရာရဲ့စာရဲမှာတော့2020နိုဝင်ဘာ10ရက်နေ့ရွေးကောက်ပွဲဟာလွတ်လပ်ခဲ့တယ်လို့ပြင်သစ်အပါအဝင်နိုင်ငံတကာကအသိအမှတ်ပြုကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်တွေးထွက်တန်ယူဖြစ်စေတဲ့တုတ်ပြတ်မှုတွေကြောင့်နိုင်ငံနဲ့ပြည်သူတွေအတွက်စိတ်မကောင်းဖွယ်ကာလကြာရှည်အကြက်အတဲတွင်းကိုရောက်ခဲ့ပါတယ်။ ဒီအချိန်တွေကအိနေချင်းနိုင်ငံတွေအပေါ်တက်ရောက်သလိုပြည်သက်နိုင်ငံနဲ့ဆက်ဆံရေးကိုလည်းကမောက်ကမဖြစ်စေခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒုံဆန်းစုကြည်နဲ့ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်မျှော်မှန်းချက်တွေတရားဥပဒေစိုးမိုးမှုမြန်မာပြည်သက်နှစ်နိုင်ငံကြားနိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုအရာဆက်ဆံရေးတွေကောင်းမွန်ဖို့အပြည့်အဝထောက်ခံအားပေးတယ်လို့ရှင်းသားထားပါတယ်။မြန်မာပြည်သူတွေအသက်အရွယ်နဲ့ကြုံတွေ့နေရချိန်မှာပြည်သူတွေနဲ့ရှင်တွဲရက်တည်ပြီးတော့အကြံဖတ်မှုတွေရောပါဖို့ တရားဝင်နိုင်ငံရေးခေါင်းဆောင်တွေရေးဆွဲထားတဲ့ရင်းချမ်းရေးလမ်းကြောင်းကိုထောက်ခံအားပေးဖို့ဆန္ဒရှိတယ်လို့လည်းစာမှာဖော်ပြထားပါတယ်။ဒေါန်ဆန်းစုတီကျမှပြီးတော့ပြန်လဲလွတ်မြောက်ပြီးမိသားစုနဲ့ပြန်လဲတွဲဆုံနိုင်မယ်လို့မျှော်လင့်တယ်ဆိုပြီးတော့လဲရှင်းသားထားပါတယ်။နောက်ဆုံးမှာတော့မြန်မာပြည်သူတွေအားလုံးချမ်းသာသလိုနိုင်ငံကိုငြိမ်းချမ်းပြီးတော့ပုံမျိုးတိုးတက်တဲ့နိုင်ငံဖြစ်လာဖို့အခွင့်အလမ်းရရှိစေဖို့အတွက်ပံ့ပိုးပေးဖို့အတွက်အသင့်ပြင်ထားတယ်လို့လဲမက်ခရွန်ကရှင်းသားထားပါတယ်ရှင်။ စကိုင်းတိုင်းဘန်းမောင်းမြို့နယ်အလဲရွာဒေသခံကိုလိုက်အင်္ဂါမတန်ဆွမ်းအမျိုးသမီးတဦးကိုရှမ်းဒီတက် SNA တပ်သားတဦးကအာရမပြုကျင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာ30ရက်နေ့ည9:00နာရီချိန်မှာမိခင်နဲ့အတူရှိနေတဲ့အဲ့ဒီအမျိုးသမီးကိုအသက်30အရွယ်ကန် SNA တပ်သား2ဦးကအတင်းအာရမခေါ်ဆောင်ပြီးပရင်းကျင်ခဲ့တာလို့သိရပါတယ်။ တီလာရှင်ကြောင်းမှာမိခင်နဲ့အတူရှိနေတာကိုလက်နဲ့နဲ့ချိန်ချောက်ပြီးခေါ်သွားတယ်မျက်လုံးကိုဝတ်နဲ့စီးလက်ကိုကျိုးတုပ်ပြီးဥဝင်ကျော်အိမ်မှာအာဓမပြုချင်းခဲ့တယ်မရိမှုကျူးလွန်ခဲ့သူမှာဖန်စီခေါ်ဆောင်သွားတဲ့တပ်သား2ဦးတည်းကတူဦးဖြစ်တယ်လို့ဒေသခံတူဦးကမတန်ဆွမ်းမျိုးသမီးစီကတီးရတဲ့အချက်တွေကိုမြစီမစီပြန်ပြောင်းပြောပြသွားတယ်မတန်ဆွမ်းမျိုးသမီးဟာကတူးလူမျိုးဖြစ်ပြီးစေကူတာမှုခံယူခဲ့ရတယ်လို့သိရပါတယ် ဗမာမျိုးနဲ့အလွေရွာဟာစစ်ကောင်စီတပ်နဲ့ရှမ်းနေတပ် SN တပ်ဖွဲ့တို့တံပြန်ထိုးစစ်ဆင်ပြီးနှစ်ဖက်ထိန်းချုပ်ထားတဲ့ဒေသဖြစ်တယ်လို့သိရပါဗျ။စစ်ကော်မရှင်တပ်နဲ့ရှမ်းနေတပ်ထိန်းချုပ်ထားတဲ့ဗမာမျိုးနယ်ကိုတော်လိုင်းအင်အားစုတွေကစက်တင်ဘာလ20ရက်နေ့မှာတိမ်ပိုက်ခဲ့ပြီးစစ်ကော်မရှင်တပ်နဲ့ SN ပူးပေါင်းတပ်တို့ရဲ့ကြော့ပြန်ထိုးစစ်တွေကြောင့်မြို့နောက်ချမ်းကနေအလေရွာအထိဒေသတချို့ကိုကာကွယ်တပ်ဖွဲ့တွေဘက်ကလက်လွတ်ခဲ့ရပါတယ်ခင်ဗျာ။ မြစည်းမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါဣသရေလကိုထောက်ခံအားပေးတာအပါအဝင်ဒေတာရင်းမူဝါဒကိုပြောင်းလဲခြင်းတွေလုံးမှသာ အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ရေးကိုစဉ်းစားမယ်လို့အီရန်နိုင်ငံအုပ်ချုပ်အယာတိုလာအလီခါမေနီကတိုင်းလာနေကပြောလိုက်ပါတယ်သူတို့ကဆိုင်းယွန်ဝါဒီအစိုးရကိုလုံးဝစွန့်ခွာမှဒီနေရာဒီဒေတာကစစ်စခန်းတွေကိုရုပ်သိမ်းသွားမှဒေတာတွင်းဝင်ရောက်ဆွတ်ဖက်မှုကိုမလုံးမှဒါကိုပူးပေါင်းဆောင်ရွက်မှုလို့စဉ်းစားနိုင်မယ်လို့ခါမေနီကပြောပါတယ် အထက်ဆင်းကဆက်ဆံခြင်းနဲ့အမေရိကန်နဲ့စိတ်နေစိတ်ထားကအညံ့ခံအောက်ကျတာက လွှဲရင်ဘာကိုမှလက်မခံခြင်းဘူးလို့သူကပြောပါတယ်အနောက်နိုင်ငံတွေကအပေးထောက်ခံတဲ့ရှားဘရင်အစိုးရကိုအစ္စလာမ်ဘက်တော်လှန်ရေးနဲ့ဖြုတ်ချအပြီး1996ခုနှစ်ကအမေရိကန်တိုင်းရင်းကိုပိတ်သိမ်းယူခဲ့တဲ့အပြင် ဖြစ်ပြက်နှစ်ပတ်လည်နေကျင်းပရမှာចောင်းသားတွေနဲ့တီဟီယံမြို့မှာတွေ့ဆုံစဉ်မှာသူက ီမှတ်ချက်စကားကိုပြောကြားလိုက်တာဖြစ်ပါတယ်။အစ္စရေးကဇွန်လလယ်မှာအီရန်ကိုမကြုံစဘူးပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့အမေရိကန်ကလည်းအီရန်နျူကလ িয়ার စမှုဇုံတွေကိုအလားတူပဲဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။ဆန်းရဲကြအစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းအီရန်ကလည်းဒုံးကျည်တွေ drone တွေနဲ့လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီလိုဧပြီလအတွင်းကစတင်ခဲ့တဲ့ဝါရှင်တန်နဲ့ဒီရှီရန်ဂျာနျူကလ িয়ার ဆွေးနွေးပွဲတွေလည်းပြက်ပြားသွားခဲ့ရပါတယ်။အီရန်နဲ့အစ္စရေးဂျာအပြစ်ခတ်ရစဲရမှာဇွန်လ24ရက်နေ့ကစတင်အသက်ဝင်ခဲ့ပါတယ်ခင်ဗျာ။ယူကရိန်းမဟာမိတ်ဒါအလိုင်းကိုတိုက်ခိုက်ခဲ့မှုတုံ့ပြန်တဲ့အနေနဲ့ယူကရိန်းကရုရှားရေနံနဲ့သဘာဝတံငွေအခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေဟာစစ်ပွဲကိုရုရှားနိုင်ငံစီပြန်ပို့ပေးဖို့နဲ့ဗလာဒီမာပူတင်ကိုငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်လာစေရေးဖိအားပေးဖို့မဟာဗျူဟာတရဲ့အစိတ်အပိုင်းတရဖြစ်တယ်လို့ယူကရိန်းဆိုရကပြောကြားခဲ့ပါတယ်ယူကရိန်းဟာရုရှားနိုင်ငံအတွင်းပိုင်းမှာရှိတဲ့ရေနံချက်စက်ရုံတွေစစ်လက်နက်ပစ္စည်းစက်ရုံတွေနဲ့စစ်ဘက်ဆိုင်ရာနေရာတွေကိုပိတ်မထားလို့ဒရုန်းတွေဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေတိုးမြင့်လှုံ့ဆော်နေတာဖြစ်ပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုတွေကြောင့်ရုရှားမှာလောင်စာဆီပြက်လက်မှုနဲ့ဈေးနှုန်းမြင့်တက်မှုတို့ဖြစ်ပေါ်နေပြီးအရေးကြီးအခြေခံအဆောက်အုံတွေကိုကာကွယ်ဖို့အရန်တက်တွေချထားလာရပါတယ်။ယူကရိန်းဆိုရကသူတို့ရဲ့ရည်မှန်းချက်ဟာစစ်ပွဲအဆုံးသတ်ရည်အတွက်ရုရှားကိုဖိအားပေးဖို့ဖြစ်ကြောင်းပြောပါရယ် ရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းအပေါ်သူ့ရဲ့ကျူးကျော်စစ်ကိုဆက်လက်ဆင်နွှဲမှာဖြစ်ကြောင်းကတိပြုလျက်ရှိပြီးလက်နက်အသစ်တွေအကြောင်းကြွားလုံးထုတ်လျက်ရှိနေပါတယ်။ယူကရိန်းကရုရှားနိုင်ငံဘယ်ဂိုရော့စ်ဒေသမှာရှိတဲ့ရေလောင်တမန်တစ်ခုကို မကြသေးမီကဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းဒရုန်းအများပြားနဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်ရေလောင်တမန်အနီးမှာရှိတဲ့ကျေးရွာတွေကဒေသခံတွေအနေနဲ့ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ဒေသအကြီးအကဲကတိုက်တွန်းခဲ့ပါတယ်။ဒါ့အပြင်ရုရှားနိုင်ငံဥယာနော့ဖ်ရီဇန်နဲ့ဆမရာဒေသတွေမှာရှိတဲ့ရေနံချက်စက်ရုံတွေကိုယူကရိန်းဒရုန်းတွေကတိုက်ခိုက်နေတဲ့ရုပ်သံတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်တွေဟာတိကျဖြစ်စဉ်တွေမဟုတ်ပါဘူး။ ဒါရီဟာရုရှားမှာစစ်ပွဲပေါ်ဆောင်မဲ့ယူကရိန်းအစိုးရရဲ့ပုံမူကြီးမားတဲ့အစီအစဉ်မှာ ပါဝင်နေလို့ယူဆထားကြပါတယ်။မြစီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်လက်ပြီးပြည်တွင်းသတင်းလွှာကိုနားဆင်ရမှာပါ ်လူသေးဆုံးထိခိုက်မှုများပြားခဲ့တဲ့သခိုင်းငလင်ကြီးပြီးစစ်ကောင်စီကငလင်ဘေးတင်ဒေသတွေအပါအဝင်နိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့လို့ကလေးငယ်တွေအပါအဝင်ပြည်သူ1600ကျော်သေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနတွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျာ။ မတ်လ28ရက်နေ့မှာငလင်ဘေးကြောင့်အပြစ်ရဲဆဲကြောင့်အာနာသိန်းစစ်တပ်ကကျင်ညာခဲ့ပေမဲ့ငလင်လှုပ်တဲ့နေ့အပါအဝင်လက်ရှိအချိန်ထိတန်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေစိုးမိုးထိန်းချုပ်ရာနေမြေဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်အရှိန်မြင့်လှုံ့ဆောင်နေတာဖြစ်ပါတယ်။ လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရစစ်တပ်အာဏာသိမ်းပြီးချိန်ကနေ2025ခုနှစ်မေလကုန်အထိစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု2142ကြိမ်ရှိခဲ့ပြီးတေဆုံးသူ3152ဦးရှိခဲ့တယ်လို့ဇွန်လ၄ရက်နေ့မှာအတည်ပြုထားပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း2800ကျော်မှာမတ်လ28ရက်နေ့ကနေမေလကုန်အထိလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ928ကြိမ်ရှိပြီးပြည်သူ462ဦးသေဆုံးခဲ့တယ်လို့ဆိုပါရယ်။ ်မေလကုံနောက်ပိုင်းဇွန်လ၁ရက်နေ့ကနေအောက်တိုဘာလကုံအထိ၅လတာအတွင်းစစ်ကောင်စီကနိုင်ငံတော်ဝန်ကိုလေးချောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း1158ကြိမ်ထပ်မံပြုလုပ်ရမှာပြည်သူ1180ဦးထပ်မံတေဆုံးပြီးပြည်သူ ထောင်ချီတန်းရာရခဲ့ပါတယ် ဒါကြောင့်မတ်လ28ရက်နေ့ကနေအော်တိုဘာလကုန်အထိ9လတာအတွင်းစစ်တပ်ရဲ့နိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုပေါင်း1686ကြိမ်ရှိခဲ့ပြီးပြည်သူ1632ဦးသေဆုံးခဲ့ရတာပါ။ဒဏ်ရာရသူတွေထပ်မံသေဆုံးတာတွေရှိတဲ့အတွက်သေဆုံးမှုအရေအတွက်ပိုများနိုင်တာကိုလည်းတွေ့ရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ2025ခုနှစ်အောက်တိုဘာလကုန်အထိစစ်ကောင်စီကနိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှု3996ကြိမ်ပြုလုပ်ခဲ့လို့ပြည်သူပေါင်း4322ဦးထပ်မံတေဆုံးခဲ့ရပေမဲ့အခုနိုဝင်ဘာလအတွင်းမှာလည်းစစ်ကောင်စီကလေးချောင်းပုံချဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရလို့တေဆုံးသူ4300ကျော်ထဲမှာအသက်18နှစ်အောက်ကလေးတငယ်600တဦးပါဝင်တယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့နိုဝင်ဘာလ3ရက်ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ဆေအိုစုဟာ2025ဒီဇင်ဘာလမှာကျင်းပဖို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲမတိုင်ခင်မှာလေကြောင်းစစ်စင်ရေးတွေအကြမ်းဖက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေတာဖြစ်တယ်လို့အန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနနဲ့တိုင်းနာတော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ အကြံဖတ်မှုတွေကိုပိုပြီးအရှိန်မြင့်လှုပ်ဆောင်နေတယ်ဆိုတာလာပိုင်းအတွင်းမြင့်တက်လာတဲ့အကြံဖတ်မှုကိန်းဂဏန်းတွေအရသိနိုင်ပါတယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင်းစာတင်ကြောင်း394ကြောင်းစေယုံစေကန်134ခုနဲ့ဘာသာရေးအဆောက်အအုံ604ခုပြည့်စည်ဆုံးရှုံးခဲ့ရတယ်လို့အတည်ပြုထားပါတယ်။ ဆေယိုစုဟာအစုလိုက်အပြုံလိုက်တက်ဖြတ်မှုတွေကိုလည်းဇက်တိုက်ကျူးလွန်နေပြီးအစုလိုက်အပြုံလိုက်တက်ဖြတ်မှုပေါင်း464မှုကျူးလွန်ခဲ့တယ်လို့တေဆုံးသူစုစုပေါင်း4893ရှိကြောင်းတွေ့ရတယ်လို့ထုတ်ပြန်ထားပါတယ်အစူလိုက်ပြုံလိုက်တက်ဖြတ်မှုကြောင့်တေဆုံးရသူတွေထဲမှာ အသက်၁၈နှစ်အောက်ကလေးငယ်954ဦးပါဝင်နေပြီးအမျိုးသမီး863ဦးပါဝင်နေတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ မြစီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။သတင်းတွေပြီးမှတော့ Key to Health ကျန်းမာရေးအစီအစဉ်ကိုဆက်လက်နာဆင်ရပါပါ။မင်္ဂလာပါရှင်။ Key to Health Program ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ ီနေ့ဗီဒီယိုလေးထဲမှာတော့ခေါင်းယောဂာနဲ့တခြားအစစ်ရောင်ယောဂာတွေအကြောင်းနဲ့ပတ်သက်ပြီးသိထားတဲ့အချက်တွေဘာကြောင့်ခေါင်းယောဂာဖြစ်ပေါ်လာရတာလဲတခြားအစစ်ရောင်ယောဂာတွေနဲ့ဘယ်လိုတွေကွာခြားမှုရှိသလဲဘယ်လိုကောက်ွယ်ရမလဲစတဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတော့အခန်းကဏ္ဍတွေကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်ပထမပိုင်းမှာတော့ခေါင်းယောဂာနဲ့ပတ်သက်တဲ့အကြောင်းအရာအလုံးကိုကြည်ကြင်ပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ခေါင်းယောဂာဆိုတာဘာလဲ ကောက်ရောဂါဆိုတာက uric acid များပြပြီးတော့အဆစ်အတွင်းမှာ crystal acid မြင့်တွေစုပုံပြီးတော့ဖြစ်ပွားတတ်တဲ့အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ရုတ်တရက်အလွန်ပဲနာကျင်ကြိုက်ခဲစေတတ်ပြီးတော့မကြာခဏဆိုသလိုပဲချင်းမျက်စစ် big tone မှာစတင်ဖြစ်ပွားလေးရှိပါတယ်။ကောက်ရောဂါထတာဟာရုတ်တရက်ဖြစ်တတ်ပါတယ်။အထူးသဖြင့်ညက VR တွေအများကြီးတောင်းမိလိုက်တယ်၊အရက်တွေအများကြီးတောင်းမိလိုက်တယ်၊မနေ့ကျတော့ချိန်မကြီးရှောင်ပြီးတော့နာလာတာမျိုးဖြစ်ပါတယ်။ ရောင်တဲ့အစ်စ်ဟာပူနေတက်ပြီးတော့ထိလိုက်တာနဲ့မခံမရက်နိုင်အောင်နာရာမျိုးဖြစ်တတ်ပါတယ်။ဖြစ်ပေါ်ရတဲ့အကြောင်းရင်အဓိကအကြောင်းရင်းကတော့ uric acid ပမာဏသွေးထဲမှာမြင့်တက်နေတာကြောင့်ဖြစ်ပါတယ်။ uric acid ထုတ်လုပ်မှုများတာ protein တက်ကျွယ်ဝတဲ့အစာအစာတွေအလွန်ကျွံစားသုံးတာ protein တက်ကျွယ်ဝသောအစာအစာများအလွန်ကျွံစားသုံးခြင်းအထူးသဖြင့် protein တက်မြင့်မားတဲ့အစာအစာများအနေရောင်အသားများစိတ်သားအမဲသားအသည်ကြောက်ကအုံနှောက်လိုမျိုးကိုရင်းအင်္ဂါတွေ ပင်လယ်စာတွေဥပမာငါးသက်တာ၊ကနန်း၊ဂုံးကောင်၊ပဲစစ်ဆက်၊ပဲမျိုးမျိုးအလွန်ကျွန်စားသုံးတာတွေကြောင့်ဖြစ်ပါတယ်။ယူရက်အက်ဆစ်ကိုကြောက်ကပ်ကနေစွန့်ထုတ်နိုင်မှုနည်းခြင်း၊ကြောက်ကပ်လုပ်ငန်းမှန်မှန်မလုပ်ဆောင်နိုင်ခြင်း၊အရက်အလွန်ကျွန်တောက်သုံးခြင်း၊အထူးသဖြင့်ဘီယာတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။တခြားသောအကြောင်းရင်းတွေကတော့အဝါလွန်ခြင်း၊မိသားစုရာဇဝင်ရှိခြင်းမျိုးရိုးလိုက်ခြင်းစေဝါတချို့စီစီတွေရေဓာတ်ခန်းချောက်ခြင်းတို့ဖြစ်ပါတယ်ယောဂလက္ခဏာများ ။ကောက်ယောဂါရဲ့ယောဂါလက္ခဏာတွေဟာရုတ်တရက်အလွန်မင်းပေါ်ပေါက်လာတတ်ပြီးတော့ညဘက်မှာပိုပြီးဖြစ်တတ်ပါတယ်။ပြင်းထန်စွာနာကျင်ကြိုက်ခဲခြင်း၊ထိရုံနဲ့မခံမရနိုင်အောင်နာကျင်တတ်ပါတယ်။အဆက်တွေရောင်ရင်းနှီးမြန်းခြင်း၊ထိတ်ကျဉ်ဆိုင်ကြည့်မယ်ဆိုရင်တိတာထင်ရှားစွာပဲကွာခြားမှုရှိပါတယ်။အပြားတက်ခြင်း၊ချမ်းတုံခြင်း၊လှုပ်ရှားမှုကသတ်ခံရခြင်းအဆစ်ရောင်ရမ်းမှုကြောင့်လှုပ်ရှားရခက်ခဲပါတယ်။ဘယ်သူတွေမှအဖြစ်များတယ်လဲ။ Uric acid များစေတဲ့အစာတောက်တွေ အရက်ဘီယာကလီစာတွေဟာယူရစ်အက်ဆစ်ကိုများစေတာကြောင့်အဲ့ဒီအစားအစာတွေကိုအစားများတဲ့သူတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်။အဝါလွန်ခြင်းအဝါလွန်တာကယူရစ်အက်ဆစ်ကိုပိုထွက်စေပြီးတော့ခေါင်းရောဂါကိုပိုဆိုးစေပါတယ်။တချို့သောဆေးဝါးများ aspirin aspirin သွေးကျဲစေ၊ thiazide အမျိုးအစားစီစေ၊ ACEI အမျိုးအစားသွေးကျစေ beta blockers အမျိုးအစားသွေးကျစေတွေဟာ uric acid ပမာဏကိုမြင့်တက်စေပြီးတော့ခေါင်းရောဂါကိုပိုဆိုးစေပါတယ်။ မိသားစုမျိုးရိုးရှိရင်မိသားစုဝင်ထဲမှာကောက်ရောဂါအခံရှိရင် ဖြစ်နိုင်ခြင်းများပါတယ်။အသက်အရွယ်နဲ့ကြားမှာကောက်ရောဂါဟာအမျိုးသားတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်။အမျိုးသမီးတွေမှာလည်းသွေးဆုံပြတဲ့အချိန်မှာအရင်ကထက်စာရင်ပိုပြီးတော့ဖြစ်နိုင်ခြင်းရှိပါတယ်။အမျိုးသားတွေကတော့အသက်30နဲ့50ကြားမှာပိုဖြစ်တတ်ပြီးတော့အမျိုးသမီးတွေကတော့မိရဲ့သွေးဆုံပြတဲ့အချိန်မှာပိုပြီးဖြစ်တတ်ပါတယ်။နောက်ဆက်တွဲဖြစ်နိုင်တဲ့အကျိုးဆက်များကောက်ရောဂါခဏခဏပြန်ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာခေါင်းယောဂဟာတက်နှက်တန်းမှာအကျိန်များစွာဖြစ်နိုင်ပါတယ်။ယောဂပြန်မဖြစ်အောင်ဆေးသေချာတောက်ဖို့လိုအပ်လိုအပ်ပါတယ်။မကုသပဲထားမယ်ဆိုရင်ခေါင်းယောဂဟာအဆက်တွေပြတ်စည်းစေပါတယ်။ထိုဖီများဖြစ်လာခြင်းထိုဖီဆိုတာဟာ urate crystal တွေအများကြီးစုပုံလာပြီးတော့အဖုဖုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။လက်ချောင်းတွေလက်တွေခြေထောက်တွေတံတောင်ဆက်တွေမှာဖြစ်တတ်ပါတယ်။ကြောက်ကတ်မှာကြောက်တည်ခြင်း urate crystal တွေဟာကြောက်ကတ်မှာပါစုပုံပြီးတော့ကြောက်တွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကိုယောဂသက်သာပေးမယ်လဲတောက်လျှောက်တောင်းနေဖို့လိုအပ်ပါတယ်။ကုသမှုနဲ့ကာကွယ်မှုဆေးဝါးနဲ့ကုသခြင်းနာကျင်ကြိုက်ခဲမှုသက်သာစေဖို့အတွက် NSH Ibuprofen Naproxen Cochizin Steroids ယူရက်အဆိပ်ပမာဏကိုလျှော့ချပေးတဲ့ဆေးများအလိုပူရနောဖာဘောက်စတက်တောက်သုံးခြင်းဒရေပြရမယ့်အချက်ကတော့ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်သုံးသင့်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းရေမြများတောက်ပါ ယူရက်အက်ဆစ်ကိုစီးအဖြစ်ဆိုးထုတ်ဖို့အတွက်အထောက်အကူပြုပါရယ်။အရက်ရှောင်မှာအထူးသဖြင့်ဘီယာဟာယူရက်အက်ဆစ်ကိုတိတိတသားမြင့်တက်စေပါရယ်။ကျန်းမာရေးနဲ့ညှို့တဲ့ကိုယ်အလေးချိန်ကိုထိမ့်သိမ်းပါ။ကိုယ်အလေးချိန်များလို့ရှိရင်ကောက်ရောဂါဖြစ်နိုင်ခြေပိုများပါရယ်။ပရိုတင်းဓာတ်ကျွဲဝါတဲ့အစားအစာတွေကိုချင့်ချိန်စားသုံးပါ။အထူးသဖြင့်ပိုရင်ဓာတ်မြင့်မားတဲ့အစားအစာတွေကိုလျှော့စားပါ။တိထားတဲ့အရေးကြီးတဲ့အချက်ကတော့အစစ်ရောင်တိုင်းဟာကောက်ရောဂါမဟုတ်ပါဘူး။တခြားသောအစစ်ရောင်ရောဂါတွေလည်းဖြစ်တတ်ပါတယ်။ ဒါကြောင့်ဆက်လက်ပြီးတော့ခေါက်ယောဂာနဲ့ဆင်တူပြီးတော့ခေါက်ယောဂာလို့အထင်မှားနိုင်ကြတဲ့တခြားသောအစစ်ရောင်ယောဂာတွေအကြောင်းကိုဆက်ပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အစစ်ရောင်နာကိုဖြစ်စေတဲ့ယောဂာပေါင်းများစွာရှိပါတယ်။ကောက်ယောဂနဲ့အများဆုံးမှားတတ်တဲ့ယောဂတစ်ခုကတော့ rheumatoid arthritis RA ဖြစ်ပါတယ်။အဲ့ဒီယောဂနှစ်ခုကိုခွဲခြားသိရှိဖို့အတွက်အရေးကြီးပါတယ်။ rheumatoid arthritis RA rheumatoid arthritis RA ဟာကိုယ်ခံအားကမကမ ဖြစ်ပြီးတော့အစစ်ရောင်ခြင်း ကောက်ရောဂါကဇီဝကမဖြစ်စဉ် uric acid များခြင်းကြောင့်ဆိုရင်အားတွေကတော့ autoimmune disease တမျိုးဖြစ်ပါတယ်ခနာကိုရဲ့ကိုခေါင်းစနစ်ကမိမိရဲ့အဆစ်တွေကိုမှားပြီးတိုက်ခိုက်တဲ့အတွက်နာတာရှည်အဆစ်ရောင်ရမ်းခြင်းကို ဖြစ်စေတာပါ။ကောက်ရောဂါနဲ့ rheumatoid arthritis RA ရဲ့အဓိကကွာခြားချက်တွေကတော့ကောက်ရောဂါကရုတ်တရက်အလွန်မဲနာကျင်တာကစတင်တက်ပြီးတော့ RA ကတော့တဖြည်းဖြည်းစတင်ပြီးတော့နာတာရှည်ဖြစ်တတ်ပါတယ်။တရားမှုအနေနဲ့ကောက်ရောဂါကတစ်ဖက်တည်း ဥပမာညာဘက်ခြေမလိုမျိုးနေရာမှာစဖြစ်တက်ပြီးတော့အာရီကတော့နှစ်ဖက်စလုံး symmetrical ဥပမာလက်ကဝတ်နှစ်ဖက်စလုံးစသဖြင့်ဖြစ်ပေါ်တတ်ပါတယ်။ရောင်ရမ်းမှုအနေနဲ့ခေါယောဂါကနှီးမြန်ပူပြီးတော့ရောင်ကိုင်းနေတာအရေပြားကတင်းပြီးတော့တောက်ပြောင်နေပြီးတော့အာရီကတော့ရောင်ရမ်းနေပေမဲ့ခေါယောဂါလောက်မတောက်ပြောင်ပါဘူး။တခြားလက္ခဏာတွေနဲ့ရေရှည်ဆိုးကျိုးတွေကတော့ခေါယောဂါဟာအပြားတက်နိုင်ပြီးတော့အစစ်ထဲမှာထိုဖီလို့ခေါ်တဲ့ uric acid crystal အလုံးတွေဖြစ်နိုင်ပါတယ်။ အာရီကတော့မောပန်းနန်းနေတာဖျားတာကိုအလေးချိန်ကြတာနဲ့ရေရှိမှာတော့အစစ်ပြက်စီးပြီးတော့ပုံပြက်သွားနိုင်ပါတယ်။ကောက်ရောကလည်းမှားတက်တဲ့တခြားသောအစစ်ရောင်ရှောကတွေကတော့အယုံနုပြုံတီးခြင်းအသက်ကြီးလာခြင်းအစစ်ကိုထိခိုက်ဒဏ်ရာရခြင်းအလေးချိန်များခြင်းကြောင့်အယုံနုတွေပြုံတီးသွားတာတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။လက္ခဏာတွေကတော့လှုပ်ရှားမှုနဲ့အတူနာလာပြီးတော့အနားယူလိုက်ရင်တော့တက်တာသွားပါတယ်။မနက်စောစောမှာတော့ထုံကျဲမှုအနည်းငယ်ရှိနိုင်ပါတယ်။ ခေါင်းနဲ့ကွာခြားချက်ကတော့ OA ကရောင်ရမ်းမှုတိတ်မပြင်းထန်ပဲယူရစ်အက်ဆစ်နဲ့မဆိုင်တာပါဗက်တီးရီးယားကြောင့်အဆစ်ပြေတဲခြင်းဗက်တီးရီးယားပိုးဝင်ပြီးတော့အဆစ်ထဲမှာပြေတဲခြင်းကြောင့်ဖြစ်ပေါ်တတ်တဲ့ရောဂါပါလက္ခဏာတွေကတော့ခေါင်းလိုပဲရုတ်တရက်ပြင်းပြင်းထန်ထန်နှာတက်ပြီးအပြားကြီးနိုင်ပါတယ်ခေါင်းနဲ့ကွာခြားချက်ကတော့ stiffic arthritis ဟာအရေးပေါ်ရောဂါဖြစ်ပြီးတော့ဆေးရုံတက်ရောက်ကုသဖို့လိုအပ်ပါတယ်အဆစ်ထက်ကအရေးကိုစုပ်ယူကြည့်ဖို့လိုအပ်ပါတယ်အတုကောင် ယူရစ်အဆစ်မဟုတ်ပဲကယ်လ်ဆီယမ်ဖီရိုဖော့စဖိတ်ခရစ်စတယ်ရီစုပုံခြင်းကြောင့်ဖြစ်ပေါ်တတ်တာပါ။ခေါင်းရောဂါနဲ့လက္ခဏာဆင်တူပါတယ်။ကောင်းတဲ့ကွာကြချက်ကတော့တက်ရောက်မှုကဒူးကအဓိကဖြစ်ပြီးတော့ခြေမထက်ဒူးမှာပိုဖြစ်တတ်တာပါယောဂအမျိုးအစားတွေကိုဘယ်လိုခွဲခြားသိနိုင်မလဲဆရာဝန်တွေကအောက်ပါနီလန်းတွေနဲ့ယောဂအမြင်တက်လိရှိပါတယ်ယောဂရာဇဝင်မေးမြန်းခြင်းဘယ်အစစ်နာသလဲဘယ်လိုနာသလဲမိသားမိသားစုထဲမှာရှိသလားသွေးစစ်တာ ခေါင်းအတွက် uric acid ပမာဏကိုကြည့်ပြီးတော့ RA အတွက် rheumatoid factor RF နဲ့ anti-CCP ဆိုတဲ့ antibody တွေကိုရှိမရှိစစ်ဆေးပါတယ်။အစစ်ရေဆုပ်ယူစစ်ဆေးခြင်းအစစ်ထက်ကအရေကိုချောင်းတွယ်တန်းနဲ့ဆုပ်ယူပြီးတော့မှန်ဘလူးအောက်ကြည်က crystal အမျိုးအစား uric acid လား calcium လားခွဲခြားပါတယ်။ဓာတ်မှန်ရိုက်ခြင်းဖြင့်အစစ်ပျက်စီးမှုပုံစံကိုသိနိုင်ပါတယ်။ အစစ်နာပါကမိမိသဘောနဲ့မိမိမှန်းဆကုသတာကရှောင်ကျင်ပြီးတော့ဆရာဝန်နဲ့ပြတာကမှန်ကန်တဲ့ယောဂနာမည်တက်ပြီးမှကုသမှုခံယူသင့်ကြောင်းအကြံပြုလိုပါတယ်။ဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF ဆောင်းပါးတွေကနေကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှာလေကျမတို့ရဲ့ Key to Health Season ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျမရေးနဲ့ဗဟုသုတရစေမယ့်အကြောင်းအရာတွေအလှပနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တွေမှာနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်

ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One-Way FM Facebook Page ရဲ့ Messenger နဲ့မြစည်းမရေဒီယို ဆောင်ပါရှင်ဆိုတဲ့ Telegram group မှာစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရစေခင်ဗျာ။ ဒီစီမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ပေးကနေပြင်ဝင်ပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့ဒီစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူနဲ့အတူရပ်တည်နေမယ်မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ